ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားညီညွတ်ရေးအစိုးရက89နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ပြည်ပသည်တွင်လွာ2025ခုနှစ်ဇန်နဝါရီလ4ရက်ယနေ့ကြာရောက်သည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏89နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံး အကြံဖတ်ဆက်အုပ်စု၏ဖိနှိပ်ညှဉ်းပန်းမှုများမှအ мян ဆုံးကင်းလွတ်ပြီးတရားမျှတခြင်းလွတ်လပ်ခြင်းတန်းတူညီမျှခြင်းစသည့် Federal Democracy အနှစ်သာရပြည်ဝသည့်နိုင်ငံတစ်ခုကိုအ мян ဆုံးထူထောင်နိုင်ကြပါစေကြောင်းဥစွာပထမဆုတောင်းမြတ်တာပို့သအပ်ပါသည်မြန်မာနိုင်ငံသည်တိချလွတ်လပ်ပြီးအမေကိုကင်းသည့်တိုင်းပြည်တစ်ပြည်ဖြစ်တည်ရှိခဲ့ရမှစစ်အင်အားလက်နက်အားကိုဖြစ်ဝင်ရောက်ကျူးကျော်လာကြသည့်နေချေတို့၏အနိုင်ကျင့်ဗိုလ်ချုပ်မှုတို့ကြောင့်နှစ်ပေါင်း60ကျော်ကြာတူကျင်ဘဝဖြစ် ခက်ခဲကြမ်းတမ်းစွာနေထိုင်ခဲ့ကြရပါသည်သူကျင်ဘွားမှလွတ်မြောက်လို့သောမြန်မာတိုင်းရင်းသားများအလုံးစုစည်းညီညွတ်စွာဖြင့်ကျူးကျော်သူများကိုပြန်လည်တော်လှန်တိုက်ထုတ်နိုင်ခဲ့မှုကြောင့်အချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်ပြန်လည်ရှင်သန်ရပ်တည်နိုင်ခဲ့သည်မှာယနေ့တွင်89နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်သို့တော်လည်းနေချက်များကိုတော်လန်ရန်နှင့်ပြည်သူများကိုကာကွယ်ရန်စသည့်ရည်ရွယ်ချက်ကောင်းများဖြင့်ဖွဲ့စည်းခဲ့သည့်တမတော်သည်ခေါင်းဆောင်ကောင်းများလွန်မြောက်ပြီးချိန်တွင် အာနာမမောပြီးရေချင်းညံဖြင့်ကြသည့်စစ်ကောင်းဆောင်များ၏ကိုကျိုးအတ္တများကြောင့်တိုင်းပြည်သည်ဖွံ့ဖြိုးမှုအလွန်နှေးပါးစွာဖြင့်လွတ်လပ်မှုတရားမျှတမှုတို့ကိုခံစားရခြင်းမရှိဘဲကမ္ဘာအလယ်မျက်နှာငယ်စွာဖြင့်နှစ်ပေါင်းများစွာတည်ရှိလာခဲ့ပြီး2020ခုနှစ်တွင်တိုင်းပြည်အာနာကိုအပြည့်အဝစိတ်တန်းကြချက်လက်လို့သည့်စစ်ကောင်းဆောင်များသည်မအောင်မြင်သည့်အာနာသိမ်းမှုတရက်ကိုရဲတင်းစွာဆက်လက်လှုပ်ဆောင်လာခဲ့ပါသည် စကောင်းဆောင်များအနေဖြင့်ခက်အဆက်ဆက်ပြုကျင်လာခဲ့သည့်နီးနာများအတိုင်းပြည်သူလူထုပေါ်ဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်မှုများကိုတစားတတစတွင်းမြင့်လှုပ်ဆောင်လာခဲ့ကြရာမှယခုအချိန်တွင်လွန်စွာဆွေးရသည့်အခြေအနေတရက်ကိုဆက်ရောက်လာပြီးတိုင်းပြည်၏စီးပွားရေးလုံခြုံရေးနှင့်အခြေခံအခွင့်အရေးချိုးဖောက်မှုများသည်လည်းစိုးရိမ်ရသည့်အခြေအနေဖြစ်လာနေပါသည်အထွေထွေဖိနှိပ်ချုပ်ချယ်ခံရမှုများကိုလက်မခံလိုကြသည့် တိုင်းရင်းသားပြည်သူအလုံးကရရလူသူလက်နက်များကိုစုစည်းကာပပောင်းဆောင်မှတော်လန်တိုက်ခိုက်မှုများကိုအင်းနိုင်အားတိုက်လှုပ်ဆောင်ခဲ့ကြပါသည်စုစည်းညီညွတ်မှုဆက်အားတက်ကြွမှုတို့ဖြင့်အခြေခံသည့်တော်လန်စစ်တိုင်းသည်အောင်မြင်ခဲ့သည့်တမိုင်းမှတ်တမ်းများအခိုင်အမာရှိသည့်အားလွယ်စွာယခုຫນွေဦးတော်လန်၏သည့်၃နှစ်ကျော်ကာလအတွင်းလွန်စွာအောင်မြင်သည့်ပြည်သူတော်လန်၏အသွင်သဏ္ဍာန်အဖြစ်သို့ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည် ယခု89နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင်အချို့သောဒေသများသည်အကြမ်းဖက်စစ်အုပ်စုကင်းစင်ပြီးလွတ်လပ်ခြင်းအနှစ်သာရကို ပြေဝစွာခံစားရလျက်ရှိနေပါသည်အမျိုးသားညီညွတ်ရေးအစိုးရနေဖြစ်လဲတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းဆောင်ရွက်မှုများကိုတွန်းမြင်ကာတနိုင်ငံလုံးအပြည့်အဝလွတ်မြောက်ရေးစီတို့ဆက်လက်ရှောက်လန်းရန်အခိုင်အမာတန်ထိတန်ပြုပါကြောင်းပြောကြားရင်းဤသွန်လွာကိုပြဖို့အပ်ပါသည်အမျိုးသားညီညွတ်ရေးအစိုးရ